တငယ်ချင်းမကပြောတယ်တလားသူရဲ့မင်္ဂလာဦးညအားတဲ့မူစကူဒူးခံရတာတဲ့အ ਨੇ ဆုံးက၃ခါတဲ့အဲ့ချိန်မှာကိုကလေမျက်လုံးပြူသွားတယ်ဟဲ့မင်္ဂလာဦးညမှာမူစကူဒူးတာ၃ခါပဲခါမှငါမကြားဘူးအဲမင်္ဂလာဦးညမှာဘယ်သူမှအဲ့လောက်မဒူးရဘူးဟဲ့အဲတခါလောက်ဆိုရင်တော့မှ သူနာကျင်ပြီးတော့ဘယ်သူမှမดูတော့ဘူးအဲ့လိုမျိုးသူကပြောတာပေါ့ပြောတဲ့အခါမှာသူကလေမဟုတ်ဘူးတဲ့သူရဲ့ယောက်ျားသူ့ကိုတဲ့နာကျင်နေတယ်ပြောလည်းမရဘူးတဲ့သူမပြီးလို့ပါသူမပြီးလို့ပါနဲ့တဲ့သူ့ကိုတဲ့အတင်းမဲတဲ့ဒူးတယ်တဲ့သူမဒူးနိုင်လဲဒူးတယ်တဲ့ငရေချသလိုပဲခံစားရလို့ပါတဲ့အဲ့ချိန်ကမှလေကိုကလေဟဲ့ဒါဆိုလို့စိတ်မပြီးနိုင်ဘူးဆိုရင်တော့လို့နင်းရဲ့ယောက်ျားကလို့အဖူလေးဖြစ်မယ်လို့ဆိုလဲပါလဲတဲ့အဲ့စကပုံကသူမတီသေးဘူးလေအဲ့နဲ့ကိုကလေကရင်မလင်မယားနှစ်ယောက်ကရင်မ ငါတငယ်ချင်းကရင်မတယောက်ကလို့အရင်တော့ကလို့သူကလို့အရင်လုံးလုံးတာလို့သူကအပြင်းမာတယ်အခန်းကားနေပြီးအိမ်လုံးလုံးတာသူယောက်ျားဆက်ယုံလုံးတာလို့တပတ်တစ်ခါမှသူရှိမှလာပြီးတော့မှမူစကူဒူးတာလို့ဒူးတဲ့အခါမှလို့သူကလို့အဲအဲ့လိုပဲသူကသူကပြီးကြမှကြပဲဆိုပြီးတော့ပြောတာလို့ပြောတဲ့အခါကျတော့လို့အဲအဲ့လိုမျိုးပဲဟို ိုမနေပဲနင်းပြောတယ်လို့မျိုးခားတယ်လို့ပြောတယ်ပေါ့နော်နောက်တနေ့ကျတော့သူ့ရဲ့တငယ်ချင်းမမိန်းကလေးတယောက်ကလို့သူခမ်းမလာတဲတဲ့အလုပ်ပြုတ်လို့ဆိုပြီးတော့လို့တယောက်ကြလာတဲ့ရက်နဲ့တူတော့အဲ့သူတို့နှစ်ယောက်ကိုခမ်းမထားခဲ့ပြီးတော့လို့သူကလို့သူ့အလုပ်ကိုအလုပ်မပိတ်ဘူးဆိုတော့သူကလှုပ်သွားလှုပ်တာပေါ့တယောက်ကြပိတ်တယ်ဆိုတော့ခမ်းမနေပေါ့သူ့ရဲ့တငယ်ချင်းတယောက်လည်းလှုပ်ပြုတ်တယ်ဆိုတော့အဲ့သူ့တငယ်ချင်းနဲ့တယောက်ကြနဲ့ကိုခမ်းမထားခဲ့ပြီးတော့သူကအလုပ်သွားရတဲ့အားနေပဲတယောက်ကြရတဲ့ ဟိုနေသူမိမနဲ့ဒူးစရာမရှိတော့သူတငယ်ချင်းကိုဘလို့မြှွေလိုက်လဲမသိဘူးတဲ့အမှသူတို့နှစ်ယောက်ကဒူးကြတယ်တဲ့အဲ့မှာသူတို့နှစ်ယောက်ဒူးနေတဲ့အချိန်မှာပဲတဲ့တခါတဲ့သူကဘာလဲမသိဘူးမေးကြငယ်လို့ဆိုပြီးအခန်းမှာပြန်ပြီးတော့มาတဲ့ပြန်လာတော့သူတို့နှစ်ယောက်ဒူးတော့မိပါရောတဲ့မိလဲမိပါရောတဲ့အဲ့ဒါသူ့ကိုတစ္ဆာဖောက်ရမလားဆိုပြီးတော့သူကအမှပွဲမယ်ပြဲမယ်နဲ့ပြောတာပေါ့လေမြန်နှောက်ပြောတဲ့အခါမှာမင်းငယ်မကပြောတယ်တဲ့ဒါဆိုလို့ရှိရင် နှစ်ယောက်ဖျက်တယောက်ယောက်ကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုတော့ယောက်ျားဖြစ်သူကစဉ်းစားတယ်ပေါ့နော်မိမလည်းမယားကြီးကလက်ရှိအလုံးနဲ့လေအလုံးရှိတယ်ဆိုတော့မယားငယ်ကအလုံးမရှိဘူးဆိုတော့အဲ့ချိန်မှာနှစ်ယောက်တစ်လုံးပေါင်းမယ်လို့မယားဟိုနေယောက်ျားဖြစ်သူကဆုံးဖြတ်လိုက်တယ်တဲ့ဒါပေမဲ့မယားကြီးကလေငါကတော့အဲ့လိုလက်သိမခံနိုင်ဘူးနင်တို့မယင်ငယ်နဲ့ပေါင်းမယ်ဆိုပေါင်းငါကတော့နင့်ကိုလုံးဝမပေါင်းနိုင်ဘူးဆိုပြီးတော့တယောက်ယောက်ပဲယူေးဆိုယူခိုင်းတော့အဲ့တော့မှ အာမရင်ငယ်ဘူးမယူတော့ဘူးပေါ့နော်မယားကြီးပဲဆက်ပေါင်းမယ်ဆိုပြီးတော့တခါဆုံးဖြတ်လိုက်ပြောနေအဲ့ချိန်ခါမှာမရင်ငယ်ကလည်းလက်မခံနိုင်ဘူးနဲ့အေးနင်တို့နှစ်ယောက်ဆက်ပေါင်းမယ်ဆိုလဲပေါင်းပြီဒါဆိုလို့စီရင်ငါ့ကိုဟိုထိုင်းဘက်ငွေ3000ခွဲတော့ပေးလို့ဆိုပြီးတော့မှတခါတဲ့တဲ့မရင်ငယ်က3000ခွဲတောင်းတော့တယ်တောင်းလဲတောင်းတော့တခါတဲ့မယားကြီးကပေးနိုင်ဘူးပေါ့ငါဘာလို့3000ခွဲပေးရမှာလဲလို့ဆိုတော့မပေးလို့မရဘူးတဲ့နင်းယောက်ျားပေါ့နော် မပေးလို့မရဘူးပေါ့နော်နှစ်ယောက်ကြားပေါ့နော်ငါ့ဟိုမတရားတွေဟိုနင်းဘူးခဲ့တာမူးစဘူးဘူးထားတာလို့ဆိုတယ်တဲ့အဲ့ချိန်မှာတဲ့စကပုံလေးငါစကပုံပြောပြမယ်လို့ဆိုတယ်တဲ့လပြေတရားလာတာလာလငုံတယောက်ကျမကြောက်လို့ဆိုတယ်အဲ့နဲ့ကရင်မပြောတဲ့အဲ့ဒီစကပုံနဲ့ငါစီကသုံးသောငွေတောင်းတာနဲ့ပါဆိုင်လေးလို့ဆိုတော့ဆိုင်တာပေါ့နှစ်ယောက်ကြားလငုံခဲ့လငုံလို့ဆိုတယ်အဲ့ချိန်မှာအဲ့ကရင်မစဉ်းစားတဲ့အီး ်မြောက်ကြတော်တော်အပြီးအပြီးနောက်ကြတာပေါ့နော်အဲ့တော့အဲအဲ့တော့အေးသူလည်းမနေ့ခံလိုက်ရမှာပဲအေး3000ခွဲပေးပြီးတော့ပဲကွဲလိုက်တာခေါင်းမဲ့ဆိုရင်3000ခွဲပေးလိုက်တဲ့တမီးငယ်မအောင်အဲ့ချိန်ကမှလေငါအဲ့ပုံမီလေးပြောပြရည်အမကလေတငယ်ချင်းကိုပြောပြတာအဲ့ဒါဆိုလို့ရှိရင်ဘလို့လို့ရင်ကောင်းမလဲပေါ့နော်တယောက်ကြားနဲ့သူနဲ့တနေ့တနေ့မစတူတူးရင်သူမခံနိုင်ဘူးနားတဲ့ကျင်းနေဆိုပြီးတော့လာပြောတော့ကိုကလေအဲ့တော့ လငုံဖြစ်နေတယ်မလားလငုံဖြစ်နေတယ်ဆိုစီကမ်းမှာသွားပြီးတော့လက်ထိတ်တာဖြတ်လိုက်တော့လက်ပြဲဖြစ်သွားအောင်ပြီးမြန်သွားအောင်ဆိုပြီးတော့ကိုယ်ကလည်းချက်ချက်ပြီးလိုက်တာပေါ့တငယ်ချင်းတို့ရဲ့အဲ့ဒါမကောင်းလားလို့တလားကက်ကက်တက်တက်ဒီလာပြီးတော့တိုင်မင်တာလေအဲ့တော့ဒီကလည်းကက်ကက်တက်တက်ဒီပြန်ပြောပြီးလိုက်တယ်ပြီးရော